အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်။ကောင်းမွန်သောမနက်ခင်းလေးဖြစ်ပါစေဒီညကနေပြီးတော့စုမောင်းအောင်တောင်းပေးလိုက်ပါတယ်ဗျာ။အဲ့တော့ဒီနေ့မနက်ခင်းမှာဒါကျွန်တော်တို့မနီအေးပေါ့မနီညမို့ဒီနေ့မနက်အထိဒါဒါကျွန်တော်ပွဲချန်သွားခဲ့တယ်ဒါကျွန်တော်တို့လာလီဂါရဲ့လာလီဂါမှာတော့ကျွန်တော်တို့ကိုပါတယ်ရီရဲ့ final အကြောင်းပြောအောင်ပေါ့နော်အမှန်တိုင်းပြောကျွန်တော်ကိုပါတယ်ရီ final ကိုကျွန်တော်မမေးလိုက်ဘူးကျွန်တော်နိုးတဲ့အချိန်မှာဒါကျွန်တော်လုံးဝ3-2ဖြစ်နေပြီပေါ့နော်ကျွန်တော်လုံးဝ8ပြောသွားတယ်ဒါဆိုကျွန်တော်မနီကအဲ Crystal Palace နဲ့ Aston Villa ပွဲကြည့်ပြီးလုံးဝကြိုးသွားတယ်အဲ့တော့ အဲကျွန်တော်နေတဲ့ပွဲ P3 သက်ချက်ဆိုရတဲ့ဒါကျွန်တော်တို့ဒီပွဲအကြောင်းဒါကျွန်တော်ပြောပြပေါ့နော်အဲတော့ကျွန်တော်လက်ရှိမှာဒါအပွဲလဲပြပြီးရောဒါကျွန်တော်အခုလက်ရှိကျွန်တော်ပြန်လဲဟိုအဲ့ပွဲဒါ ဖလားယူတော့ကျဖလားယူတာတော့ကြည်လိုက်ရတယ်ဖလားယူရေးပါညာပြီးရပြီးတော့ကျတော့ပြန်အိတ်သွားတယ်ပြီးတော့ကျွန်တော်ဘယ်နဲ့မှာတော့ကျွန်တော် highlight ပြန်ကြည့်ဘုနောကတော့ဒီပွဲကူတော့ကျွန်တော်ချူပြထားကျွန်တော် highlight ပဲကြည်ထားတယ်ကျွန်တော်ပွဲ100%လုံးတာကျွန်တော်ပွဲ100ခိုင်လုံးလုံးကျွန်တော်မကြည့်လိုက်ဘူးတော့ကျွန်တော်အိတ်ပြောသွားတယ်တော့ကျွန်တော်ပုံပုံလည်းပြောထားကျွန်တော်မကြည့်ဘူးဆိုမကြည့်ဘူးဗျာဘာဆက်ဆက်အောင်ပို့တာအဲ့တော့ဒီနေ့ပွဲစမှာတော့ကျွန်တော် Barcelona တင်က Real Madrid တင်ကို3-2ဆိုရရလည်းနိုင်သွားခဲ့တယ်အဲ့တော့ Barcelona တင်ကတာကျွန်တော်ဒီရက်တက်တစ်ပတ်အတွင်းမှာဒီပါ စီစဉ်အတွင်းမှာနေတာကျွန်တော်တို့ Atletico မှာဆိုဒါတောက်လျှောက် Real Madrid ကိုဒါဒီတစ်ခုတော်တော်လေးအတားရနေတာကိုတွေ့ရမှာအဲ့တော့ဒီနှစ်အတွင်းမှာဆိုဒါ Barcelona အသင်းနဲ့တိကျပြန်ကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့ real ကိုတောက်လျှောက်တာကျွန်တော်အနိုင်ရနေတာကိုတွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့လက်ရှိမှာ real မတွေ့တဲ့အသင်းနေတာကျွန်တော် Barcelona တွေ့ပြီဆိုရင်လက်ရှိမှာဒါကျွန်တော်တို့ဒီနှစ်မှာဒါလုံးဝနိုင်ထားခြင်းပဲအဲ့ဒါလည်း cast linear မပြန်တွေးကြည့်မယ်ဆိုရင်တော့ Ancelotti တိောက်ကတော့ထွက်ဖို့အတွက်တေချာတော့နည်းနည်းရှိသွားပြီပေါ့နော်အဲ့တော့ဒီလက်ရှိဒီပွဲကဘယ်လောက်ရေးပါလဲဆိုတာကြည့်ရလူရေးသိလိမ့်မယ်ဒါဒီနေ့ပွဲစမှာဒါ real မတွေ့ကခါတိုင်းလူတော့မဟုတ်ဗျာဒီနေ့ပွဲစမှာဒါကျွန်တော်တို့တိုက်ပွဲဝင်စိတ်တဲ့အပြည့်ဟိုဟာဒါနောက်ဆုံးခြေနေတာကျွန်တော်တို့ real မတွေ့ကတိုက်ပွဲဝင်သွားခဲ့တယ်ပေမဲ့ ပြန်ကြည့်ပြန်တော့ highlight တွေပြန်ကြည့်ပြန်တော့ real madrid အသင်းနဲ့ဒါအပိုင်လုံးတွေအများကြီးရဒီနေ့ပေါ်ဆုံးမှာဒုတိယပိုင်းမှာဆို real madrid ကပိုကောင်းမလားပဲဘောနော်ပထမပိုင်းမှာဒါကျွန်တော် barcelona အသင်းပိုကောင်းကြတာမှန်မယ် real madrid အသင်းနဲ့ဒုတိယပိုင်းမှာပိုကောင်းမလားပဲဒါပေမဲ့ကျွန်တော်တို့ဒါပေးလိုက်တဲ့ twin goal တွေချိန်မယ်ဆိုဟာကွာဆိုတဲ့ feeling တွေရတယ်ဒါပေမဲ့တစ်ဖက်က barcelona ဘက်ကပြန်ကြည့်ပြန်တော့လက်ရှိမှာဒါ hansi flick ကြီးကဒါကျွန်တော်တို့အခုလက်ရှိ barcelona အသင်းနဲ့လုပ်ပြနေတာကြီးကတော်တော်လေးကိုမိုက်တယ်ဆိုတာရှိတယ်အဲ့တော့ဒီနေ့ပုံစံကြည့်ပြီးတော့ဘောနော်ဒါလက်ရှိဒီနေ့ အချိန်တွေတွေကဒါမိဒီကနဲ့မတူတော့ဘူးဘာဆိုနာတင်ဘာဆိုနာတင်နဲ့ဒါ နေချင်းညချင်းပြောင်းလဲသွားတယ်လို့တော့မဆိုဘူးเนาะအဲ့ဒါကျွန်တော်တဖြည်းဖြည်းနဲ့ foundation ကိုပြန်လဲတည်ဆောက်ပြီးခုလက်ရှိမှာအသင်းကတော်တော်လေးကိုအဆင်ပြေသွားတယ်လို့ပြောလို့ရတယ် Hansi Flick ကမြကျွန်တော်ဒါ Hansi Flick ကိုကျွန်တော်ဒါ by minute တုန်းကတော့သူ့ကိုတော့ရှောက်တွေးကြဘူးဒါပဲဘယ်တော့တလောက်ပြောခဲ့ဘူးလို့လဲအာဒီနေ့မှ32ဖြတ်သွားတဲ့အချိန်မှာ32မဟုတ်ဘူး22ဖြတ်သွားတဲ့အချိန်ကလေး Hansi Flick တရအာကြီးကျယ်ပျော်ပါနေတာဗောနော် Hansi Flick ဒါဒါ Hansi Flick ကဒီဖလားတွေကသူဒါ La Liga La Liga မှာပိုနက်လီကမှာဒီဖလားတွေဒါသမင်းစားရေးတောက်ရတာဒါ Champions League ပတ်မဲ့ရတာရှိသမျှဖလားတွေအကို န်လုံးကိုဒါကျွန်တော်တတိထဲယူထားတဲ့ဘဲတပွေနေနေဒါအမှန်တမ်းမသူတို့ကရင်ခုန်စရာမရှိဘူးဟန်စီဖလစ်ကိုကြီးလိုက်ပြီးသားအမြင်လာတာကျွန်တော်မျက်နှာကြီးတော့တတီနဲ့အမြင်လာတာသူ့အနေနဲ့ခက်တီတီလုံးနေတဲ့ဒါဘဲတပွေဝင်လာတာဘာဆူနာရောက်မှပဲဟန်စီဖလစ်တယောက်လေအမြင်တယ်ဒါပြုံးပြောတော့တာအဲ့တော့လက်ရှိမှာလား3 2တော့ဟန်စီဖလစ်ကြီးပတ်ပြောနေတာမဟုတ်တော့ဒေါ်ဒေါ်နိုင်ဒေါ်နိုင်နေဖြစ်ကုန်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါအဓိကကြားခဲ့တဲ့ကစားသမားတွေကအများကြီးရှိခဲ့တယ်ဒါကျွန်တော်တကယ်ကိုချီးကျူးစရာတွေလည်းအများကြီးအများကြီးရှိခဲ့တဲ့ဒေသမှာရှိရပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါဒုတိယဘက်မှာတော့ဘီအမ်ဒဘလျူးမဆိုးပါဘူးတော်တော်လေး ့အဆင်ပြေဒီနေ့ပုံမှန်ဒါကျွန်တော်တို့ဒီပြတယောက်အနေနဲ့လဲဒါတချို့သောမိကွန်းနေမေးရမယ်တဲ့မှာဒါပေမဲ့ဒီနေ့ပုံမှန်ဒါ Killian Mbappe ကအာ frigate doing it ဘောနော်အဲ့ Twitter မှာတိလာမသိကျွန်တော်ဘောလုံးပဲကြည့်ရလို့တိလာမသိလားမသိဘူးလားကျွန်တော် Twitter မှာဒါ Killian Mbappe တယောက်ဒါ frigate doing ကိုတွင်လာမတွင်လားဆိုတဲ့အဲ Twitter account တစ်ကောင်ရှိတယ်အဲ့ free ဘာသူအနေနဲ့ has Killian Mbappe score free kick yet ဆိုတဲ့ပုံစံမျိုးတွင်ထားတာရှိတယ်အဲ့တော့ဒီနေရာမှာဒါကျွန်တော်တို့ဒီ goal က အဲဒီအကောင့်ကိုဒါဖြတ်လို့ဖြစ်တော့အခုလက်ရှိမှာရဲ့အကောင့်ကရောင်းမှုတောင်ပြင်းနေပြီဗောနော်အဲ့တော့ဒီနေ့ပုံမှန်ကင်းလျံပါပေးတာကျွန်တော်တို့ fitness မပြည့်သေးတဲ့အကြောင်းဒါကျွန်တော်ဒုတိယပိုင်းမှာဝင်လာခဲ့တယ်ဒုတိယပိုင်းမှာဝင်လာတဲ့အချိန်မှာဒါကျွန်တော်တို့ကင်းလျံအမ်ပါပေးအနေနဲ့ဒါတော်တော်လေးကိုဒါအဲမစိုးဘူးလို့ပြောလေဒါပေမဲ့ဒီနေ့ပုံမှန်ဒါကျွန်တော်တို့ပြဿနာကားဗျာဗောနော်ကျွန်တော်တို့ real madrid အသေးအနေနဲ့ကစားသမားတွေကိုပြန်ကြည့်မယ်ဆိုရင်မစိုးတာကလွဲရင်ဒါကျွန်တော်ဘာမှသိပ်ပြီးတော့ပြောစရာမရှိတဲ့ပြဿနာတစ်ခုလို့ကျွန်တော်အနေနဲ့မြင်မိတယ်ဟုတ်ဆို ရီယယ်မတွေ့တဲ့နေ့ဒီနေ့ပုံမှာနိုင်ဂျီနိုင်လိုဂျေးစိတ်ရှိတယ်တကယ်လို့ဒါကျွန်တော်ကောင်းမွန်တဲ့စိတ်သက်ရှိတယ်တကယ်လို့သူတစ်ချင်တဲ့လှုပ်ချင်တဲ့စိတ်သက်တွေများတယ်ပေါ့နော်ဒါပေမဲ့ပြန်ကြည့်မယ်ဆိုရင်ဒါခုနဒီနေ့ပုံမှာဒါရီယယ်မတွေ့ဘက်ကပြန်ကြည့်မယ်ဒါနိုင်လိုစိတ်တော်တော်လေးကိုပြင်းတယ်တပွဲလုံးတိုက်နိုင်ရကြည့်မယ်ဆိုရီယယ်မတွေ့တဲ့နေ့ဒါနောက်ဆုံးမိနစ်ဟို120အထိပေါ့နော်ဒါတို့နေတဲ့ဒါကတော့နိုင်ကိုနိုင်ရမယ်ဆိုတဲ့ပုံစံပဲပြီးရခုနပုံတွေဒီနေ့ပုံမှာ နောက်ဆုံးမိနစ်ကကျွန်တော်တို့ပနတီပနတီရသွားတယ်လို့ပြောတယ်အဲ့ပနတီကလည်းဒါကျွန်တော်တို့အော့ဖ်ဆိုက်ကြောင့်ပြည့်ဖြတ်ခံလဲတစ်ဖက်ကတော့ကျွန်တော်တို့ဘာဆူနာအသိကလည်းပနတီရတယ်ဒါရာဖင်ညာရာဖင်ညာကိုဖြတ်ထုတ်တဲ့လုံးကဒါဒိုင်ဗင်ဆိုပြီးတော့ဒါကျွန်တော်တို့ဒိုင်လူကြီးနေတဲ့အဝါကက်ပြတယ်ဘောနော်အဲ့တော့အမှန်တမ်းပြောမလို့ဒါမျိုးတွေကလည်းရှိမှာဒါဒီနေ့ပွဲစမှာပို့ပြီးတော့ဒီပွဲကိုပို့ပြီးတော့ကြမ်းတမ်းစီတဲ့ပွဲတစ်ပွဲဖြစ်သွားစီတယ်လို့ကျွန်တော်နည်းမြင်တယ်အဲ့လက်ရှိမှာဒီနေ့ပွဲစဉ်ကတော့တီချာပြန်ကြည့်မယ်ဆိုရင်အဖက်ဖက်ကတော့ဒါ တော်တော်လေးကိုပြောစရာလေးတွေဖြစ်လာတယ်။လက်ရှိမှာဘာဆိုနာဘက်ကကြည့်အောင်ဘာဆိုနာသိတဲ့ဒီနေ့ပွဲစဉ်ကတော့တကယ်ကိုပြောစရာကောင်းတဲ့ပွဲစဉ်ပေါ့နော်။ဒါကျွန်တော်တို့အနေနဲ့ဖလားလေးလုံးမှာဖလားနှလုံးကတော့ရခဲ့ပြီ။ quadribble မှာလက်ရှိမှာဒါကျွန်တော်တို့ Enrique kick ခဲ့တဲ့အခုချိန်ထိဒါ quadribble ဆိုတော့ဘာမှဒါကျွန်တော်တို့သိပ်ပြီးတော့မသိခဲ့တဲ့အချိန်ကနေအခုလက်ရှိမှာ quadribble ပြန်ရလာခဲ့ပြီ။ဖလားနှလုံးကတော့အိတ်ထဲရောက်လာခဲ့ပြီ။ Gobaderi ရဲ့ဒါကျွန်တော်တို့ဘီးရင်ဖလားရလားမသိဘူးနော်။ဒါနှလုံးရသွားပြီ။အခုလက်ရှိမှာဒါ Champion League နဲ့ဒါကျွန်တော်တို့တီးကြတဲ့အတိုင်းပဲဒါကျွန်တော်တို့ La Liga နဲ့ပေါ့နော်။ La Liga လည်းအခုလက်ရှိမှာဒီခြေတိုင်းဆိုရင်တော့ရဘူး ူးတော့ရခိုင်လူများတွေပါပြီလက်ရှိမှာဒါကျွန်တော်အောက်ကသင်းနေတယ်လေအမှတ်ကထိုက်တဲ့လောက်ဖြတ်ထားပြီးပြီဖြစ်တဲ့အတွက်ကြောင့်မို့ဒါဘာစနောသင်းနေရီယယ်မက်ဒရစ်သင်းကိုလက်ရှိမှာဒါအဘကကကြည့်မယ်ဆိုဒီနေ့ပေါ်စမှာဒါ ်ရီယယ်မက်ဒရစ်ကသူတို့ရဲ့ကစားသမားတွေလည်းပွဲပြီးရချင်းအနီကနှစ်ကောင်ရသွားတယ်ဗောရူဒီဂါရောဒါကျွန်တော်ဗက်စကော့ကိုရသွားတယ်ဒီမှာဒါကျွန်တော်ဘယ်လင်ငန်ကလည်းကျွန်တော်နှစ်ဝတန်တီလားမသိဘူးပြထားတာကျွန်တော်တိတ်မသေးကိုဘောနကျွန်တော်ဒါပို့နာပို့ဆိုပွဲမချေကျွန်တော်မသေးကိုဒါပေမဲ့ကျွန်တော်ရူဒီဂါနဲ့ဗက်စကော့ကိုကျွန်တော်အနီကဘာလို့ရသွားလဲဆိုတော့ကျွန်တော်တွေ့လိုက်တယ်ဗောဆိုဒါအတူ highlight မှာအပြည့်စုံပါခဲ့တယ်ဒါပေမဲ့ဘယ်လင်ဟန်ကိုတော့ကျွန်တော်မတွေ့လိုက်ဘူးဗောနအဲ့တော့ရီယာတကူကလက်ရှိမှာဒါကျွန်တော် foreign tourist ပဲလာမယ့်နွေရာသီမှာဘာစနာတဲ့က foreign tourist ကိုရောင်းဖို့အတွက်ပြင်ဆင်နေတယ်100%လုံးဝဗောဒါပေမဲ့ foreign tourist အနေနဲ့အခုလက်ရှိမှာတကယ်ကိုဒါ အသင်းရဲ့ crucial ဖြစ်တဲ့ကစားသမားတယောက်နဲ့တတ်မှတ်မယ်တကယ်ကိုအရေးပါတဲ့ twin goal တွေမှာ Faran Torres အမြင်သူနဲ့ဒါ TikTok မှာကြည့်ဘူးလေသူတွေ့မှာဒါ Faran ဆိုအမြင်နဲ့ဒါကျွန်တော်တို့ဟိုနောက်တဲ့ဒါ meme လည်းရှိတယ်ဒါပေမဲ့ Faran က Faran ပဲဗျာခုနကပြောလို့လက်ရှိမှာအသင်းလိုအပ်ပြီဆို Faran Torres က goal twin တာတွေတော်တော်လေးကိုဒါမဆိုးဘူးလို့ပြောလို့ရရတယ်မှာပါတယ်ဒါပေမဲ့ပြန်စမ်းသကြည့်မယ်ဆို Barcelona twin တော့တတိယ twin goal ကဒါလွယ်လွန်းတယ်ဒါကျွန်တော်ဒုတိယ twin goal လည်းလွယ်တယ်မှာတတိယ twin goal လည်းလွယ်တယ်ဘောနောတတိယ twin goal ကပူရောလွယ်ပါသေးတယ်ဒါ Hulas Conte ကန်တော့ဒါတစ်ဖက်ရဲ့ဒါကျွန်တော် Blue Real Madrid ကဘယ်ကစားသမားနဲ့ တဲ့ဘောလုံးပြက်ပြီးတော့ပြင်ရတဲ့ဘောလုံးကိုဒါစီဇာထိတ်ကလှမ်းကန်သွားတယ်တည်တည်ကြကြဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့မဖြစ်မနေချင်းကြွမလမင်းရမယ်ပဲ ဒါလမိန်ရမဲနေနဲ့အခုလက်ရှိမှာဒါ key pass တွေအပြင်ကိုတကယ်ကိုအရေးပါတဲ့ဒါကျွန်တော်တို့ပေးပို့မှုတွေကိုလည်းပေးပို့ခဲ့တဲ့ chart တောက်ဖြစ်တဲ့လမိန်ရမဲကတကယ်ကိုဒါကျွန်တော်တို့နာမည်ညရာဒီမှာဒါကျွန်တော်နံပါတ်30ကိုထပ်လိုက်တဲ့တဲ့နဲ့ရတဲ့နဲ့ကစားသမားတယောက်ဆိုတော့ကျွန်တော်အနေနဲ့ဒါညင်းစရာမလိုဘူးလို့ပဲမြင်တယ်လက်ရှိမှာဒီနေ့ပွဲစဉ်ကိုကြည့်ပြီးတော့ဒါ Barcelona တင်းနဲ့ review ပြန်လုပ်တာတော်တော်လေးကိုတော်တယ်လို့ပြောလို့ရတယ် financial Barcelona တင်းနဲ့ဒါရှိသမျှပြဿနာတွေ financial ပြဿနာတွေဒါငွေကြေးပြဿနာတွေအများကြီးအများကြီးတက်ခဲ့တယ်ဒါခုနကပြောလို့ပဲအခုချိန်ထိလည်းတက်နေသေးပါပဲဒါ Dani Omoro ဘာတို့ကို ကျွန်တော်တို့ဒါနာမည်စရင်ရသွင်းဖို့အတွက်တစ်ချက်ချက်ခက်ခဲနေစေဖြစ်တယ်အခုချိန်ထိလည်းဒါလို့ဒါပေမဲ့အကယ်၍သာဘာစနာတိတ်တဲ့ဒီနှစ်မှာတကယ်သာဒီမှာဆိုဒါကျွန်တော်တို့ travel တို့မဟုတ် qua dribble တာရသွားနိုင်ခဲ့မယ်ဆိုရင်ဒီပြဿနာ D ရဲ့အ80ရာခိုင်နှုန်း80ရာခိုင်နှုန်းကပြီးပြောက်သွားတော့ငွေတွေကတလဟောဝင်လာဖို့အတွက်ရှိတော့အခုလက်ရှိလည်းဝင်နေပါတယ်ဒါပေမဲ့အခုလက်ရှိမှာပို့ပြီးတော့ဝင်လာသွားမယ်လို့မြင်တယ်ပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ဘာစနာအသင်းတို့ကတော်တော်လေးကိုပြောဖို့ကောင်းနေတယ်ဘာစနာပြည်သက်တွေတို့ကဒါကျွန်တော်တို့ အရင်ကဘာစနာအသင်းကို ရောင်နီပြန်တန်းလာတဲ့နေရတရက်ဖြစ်လာဖို့အတွက်လည်းဒါဖြစ်လာခဲ့တဖက်ကဒါတဖက်က Real Madrid ဘက်ကတေချာတခုကကာလိုအန်ဆယ်လော်တီကတော့ Real Madrid အသင်းနဲ့လက်ပြနှုတ်ဆက်ရတော့မယ်ဆိုတော့တေချာသွားပြီလက်ရှိမှာလာကျွန်တော် La Liga ကလွယ် Real Madrid အသင်းနဲ့ဒါကျွန်တော်ဒီနှစ်မှာဖလားလက်မဲ့ဖြစ်ဖို့အတွက်ယာကိုင်နူးနေတဖြည်းဖြည်းများလာပြီးတွေ့တယ်ကျွန်တော်ကာလိုအန်ဆယ်လော်တီကတော့ဒါကျွန်တော်တို့လမ်းခွဲရဖို့လည်းဖြစ်သွားအဲ့တော့ Real Madrid အသင်းရဲ့ကြည့်မယ်ဆိုတော့ဒါဒီနှစ်မှာဒါ Kylian Mbappé ကတော့1-0ဆရာပဲ Kylian Mbappé ကသူပထမဆုံးစားရောက်လာတဲ့နှစ်တစ်နှစ်မှာဒီလိုမျိုးဒါအလွဲတွေကြီးပဲဖြစ် ်နေတာဒါဂျာမန်ကီလီယန်ဘာပီဖလတ်လုံးရသေးတယ်ကျွန်တော်မှားကောင်းမှားနေဒါပေမဲ့လွဲပြောကီလီယန်ဘာပီနည်းအခုလက်ရှိမှာလွဲတကြီးပဲလွဲနေတယ်အခုလက်ရှိလည်းလွဲပြန်အောင်မယ်လို့ပဲဆိုရမယ်တော့ပါအဲ့တော့ပါဆနောအသင်းတို့ကဒါလက်ရှိမှာတော်တော်လေးကိုအခြေအနေကောင်းပြီးဝမ်းသာစရာရလက်တစ်ခုဖြစ်ခဲ့ပြီမဲ့ရီယယ်မက်ဒရစ်တက်ကဒါတော်တော်လေးကိုပြုပြင်ပြောင်းလဲရအောင်မယ်ဆိုတာကိုတော့ဆက်လက်ပြီးတော့မြင်တွေ့ရမယ်ယာတီတစ်ခုလို့ပဲကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဒါတော့ပါပဲ ားလုံးပဲကောင်းမွန်သောမနက်ခင်းလေးဖြစ်ပါစေဒီညကနေစုမုံအောင်တောင်းပီးလိုက်ပါတယ်ပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youthsport Media 3.0နဲ့ DB4 တို့မှာကျင်းလွန်စွာပေါင်းကူညီလို့ရပါတယ်များများလေးလက်ကလစ်ဖို့မမိကြပါနဲ့အောက်က comment တွေထဲမှာလည်း Youthsport Media 3.0နဲ့ TV4 ရဲ့လင်းလေးတွေကိုထည့်ပေးထားခြင်းကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါတယ်များများလေးကလစ်ဖို့မမိကြပါနဲ့ မြန်မြန်ကလစ်မှမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကျွန်တော်တောင်းပန်ပြပါဗျကောင်းမွန်တော်နေနေဖြစ်ပါစုမောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှ AC တွေ့ကြတာပေါ့ဒီပါဗျ